နေတို့ဒီရွာကနေပြောင်းမဲ့အစီအစဉ်ရှိတာငါ့ကိုလည်းကြိုပဲပြောကြဘူးခါပန်းဟုတ်တောင်းမဲ့ပါတယ်ကိုကြီးဆိုရယ်ဆော့ဆော့တီးရရင်ကိုကြီးဆိုဆော့ဆော့စိတ်မကောင်းဖြစ်မှာစိုးလို့ပါပြန်ငါလေးစကားကိုတွေ့ဟက်ပြီးတော့လေငါမပြောတတ်ဘူးခါ ယူတာမီညောင်ရဲ့ဘဝထဲမှာငါရှိနေပြန်စီကငါ့ကိုရှိနေဝင်ပေးပါပြီးတော့လေမောင်နေဖူးလေးရဲ့ရှင်ပြုတ်လို့မှာအလှတဲ့ကနေကနေငါနေရှင်နေဟာမနေပြန်စီနော်နောက်ပဲကိုဘေမင်္ဂလာပါမင်္ဂလာပါကိုဘေအနုမြတ်သက်ဆိုရင်ဘယ်လောက်ရှိသွားပြီလို့ပြောမလဲဟေး အသက်ကကျွန်တော်အသက်က42နှစ်ကျွန်တော်16 18နှစ်16 18နှစ်သားအစပြီးတော့လူပညာလောက်တာ16နှစ်တာပဲဘလူးနဲ့စဝယ်ပြတာလဲအဲဟောလီတပီမဲဂဇင်းမျက်နှာဖုံးရိုက်မယ်ဆိုပြီးတော့ဟိုဥခွန်နီးဥခွန်နီးကဝရခွန်နီးဝရခွန်နီးအမှန်တူတယ်ငွေချင်းကိုဝရခွန်နီးကခွန်နီးဖေးရိုက်မယ်ဆိုတော့ねရိုက်လိုက်တာအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ခဲ့တယ် เนาะအကိုတိုင်လဲစီစဉ်တိုက်တာလုပ်ပြီးတော့ရိုက်တာလဲဝါနာပါတယ်အဲကိုကျော်ထူးထူးနဲ့အတူတည်းလဲအဲ့ဒါလဲတို့လုပ်ခဲ့တာလားအဲ့ဒါပြပါအဲ့ဒါဘယ်လိုနာမည်ကောင်းတင်ပေးတာလဲ။မကောင်းတင်မပေးတာပါကျွန်တော်ကပါအဲ့အဲ့ဒါကြီးကကျွန်တော်ကပါအောင်လို့ကျွန်တော်ပျော်လို့တဲမယ်ပျော်လို့တွေ့တာဒီအပျော်အပျော်ပျော်တယ်။ကိုကြီးဆိုးနေရတာတိတ်မပါဘူး။ကိုကြီးဆိုးနေရဘာဖြစ်လို့လက်ခံလိုက်တာ။အနံပါတ်တစ်ကတော့အဲ့ဒီမှာသူတို့လာပြောရခြင်းကကိုအားနေတာလည်းပါတယ်။နောက်ဇလန်းလေးကြည့်လိုက်တော့အားဇလန်းလေးလည်းမိုက်တယ်ပေါ့။ က်တစ်ခုကကျတော့ဟိုရုပ်ရှင်ရိုက်ရှင်နဲ့ယောဂါပါဗျာဘာမှမဟုတ်ပါဘူးဒီထဲမှာအဲ့ချိန်တော့ကိုယ်တခြားအလုပ်လဲဟိုရုပ်ရှင်ရိုက်ရှင်နဲ့ယောဂါနဲ့အနာနဲ့စီးနဲ့သွားတဲ့တဲ့အချိန်ဖြစ်နေလို့ရိုက်ပြီးကြအောင်ဒါပါပဲကာရီတာတစ်ခုရိုက်ရလို့ရိုက်တယ်ဆိုတော့ဟုတ်တာပါနော်အဲဒါပေမဲ့အဲ့ဒီပုံမှာပဲပြောရင်ကျွန်တော်ရှင်းရှင်းပြောရင်ဒါကညိုပို့ပေးရတယ်ဇက်ကိုပို့ပေးရတယ်တိရောက်လို့ပဲပြောရမှာနော်နားတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မှန်တယ်မှန်တယ်ဒီလိုနဲ့လက္ခဏာပဲလားအဲလက္ခဏာစိတ်မဝင်စားဘူးကျွန်တော်အဲ့ဒါကျွန်တော်အဲ့တိတ်မအရေးမကြီးရကျွန်တော်တို့ကလေ ဒီဒီကကျွန်တော်ရိုက်ချင်စိတ်ရှိဘူးလေဇလန်ဖတ်ဟာငါရိုက်ချင်တယ်ဆိုရိုက်လိုက်တယ်ပြီးပြီဒါတလောက်ပဲကျွန်တော်တို့ကဂျန်နာရီကတော့အကူသာ short စဉ်းစားကျွန်တော်စဉ်းစားခုတာအဲ့လိုမစဉ်းစားတာကပို့ပြီးတော့အဆင်ပြေတာလားပြေတာဘို့သူတော်မဟုတ်လေဗျာငါဇလာကလေးဒီလိုဇဖြစ်မှာငါဒီလိုရမှာဒီလိုရိုက်မှာညာတော့ပြေဒီလိုပဲစဉ်းစားကြတာမို့လားဇတော်ညင်းလို့မေဇာညင်းမောင်ဇာညင်းလို့ဖြစ်ကြတယ်လေအဲ့ဒါသူတို့ကျွန်တော်ပြောမှုဆိုလေမတူဘူးဒီမှာဆိုရင်ပေါ့နော်ဟောပြောမှုဆိုလောက်ကအားကြီးမရှိဘူးလို့ပြောပါတယ်တကယ်တော့လောက်ခွင့်ရတဲ့အချိန်ကြတော့ ဘယ်လိုလေးစဉ်းစားထားတာလဲဘလူဘာဂျူရီမြစင်နာပဲမရှိပါဘူးကျွန်တော်ဒီဒီဇလန်ကိုဖက်လိုက်တယ်ဒီဇက်ကောင်စဲခန်းစားချက်မှုကျွန်တော်မှာရှိတယ်အဲ့မှုနဲ့ပဲကျွန်တော်ကဒီဇကာဒီဇကာရိုက်တဲ့ရက်ကိုကျွန်တော်နေတယ်ကိုကြီးဆိုးမှုနဲ့နေတယ်အဲ့တော့အဲ့ရက်မှာကိုကြီးဆိုးအိနီမာလို့ဆိုတာရှိအောင်ကိုကြီးဆိုးနေနဲ့လုပ်တယ်ဒီလောက်ပဲဘိုလ်လိုမျိုးကြီးထရီထူးပြင်ဆင်ပြီးလုပ်တာပဲမရှိဘူးကျွန်တော်အဲ့ကားရိုက်တဲ့ချိန်မှာကိုကြီးဆိုးစိတ်နဲ့နေလိုက်တယ်ကိုကြီးဆိုးပုံနဲ့နေလိုက်တယ်အဲ့ဒီကိုကြီးဆိုးလုပ်တဲ့အလုပ်တွေကျွန်တော်လုပ်တယ်ဒါပဲဒီလိုပဲကျွန်တော်ရင်းနဲ့စထိတ်တာတော့ဟိုမှာတော့သူတို့အပြမှာတော့ဟိုမှာတော့ဘုန်းကြီးမှာသွားလျှောက်တဲ့ဟာပေါ့ တကယ်တမ်းကျတော့အာဒီကိုဖြိုးကရှင်တော်လေးထမ်းပြီးတော့ဟောတော့မလားဒီတာမီလေးယောက်ကဒီဖုံးကြောင်တဲ့ဝင်းနေကိုဟိုဘလိုဘလိုပတ်မဲ့တိတ်တိတ်ဆိတ်နေဝင်သွားတဲ့ချိန်မှာဟိုကကိုစုံနဲ့စိတ်ဝင်းနိုင်ဆိုင်ရင်ဝင်လာတဲ့ချိန်မှာအဲ့မှာဒုံးလို့ဖြစ်သွားတာကိုပြောလို့ဆိုဘလိုခံစားရမလဲဟုတ်တယ်ဟိုဟိုရိုင်းနေတုန်းတည်းကပေါ့နော်သူသူ့ရဲ့လူရင်းကိုကျွန်တော်တို့မြင်ရတာပေါ့လေအဲသူဒရိုက်တာရဲ့လူရင်းကိုကျွန်တော်မြင်ရတော့ဟော ဟိုဘယ်လိုသိအောင်ဆောင်ရမလဲဆိုတော့ကျွန်တော်ရာဇံမာရရုံသိနေပြီပေါ့အဲ့ဒီဘောပါပဲအဓိကကတော့ကွယ်ကားစတဲ့တွေကအားလုံးရဲ့ဒီကပ်ပေါ်မှာပါဝင်ပတ်သက်မှုစိတ်ရောက်နေတဲ့ဟာကျွန်တော်မြင်နေရတယ်သိတယ်မမြင်နေရဆိုတော့အားလုံးမှာကတ်နေပြီလားသူကနေသူဆိုတော့အဆင်ပြေတယ်ဒီကားဟိုဒီမှာဆိုရင်တော့ခင်ဦးပါဆိုရင်နောက်ဆုံးပျော်လုံးလာပြီခိုင်ဝင်ချလိုက်တယ်အဲ့ဒီမှာကိုဖြူကသွားပြောလိုက်တယ်ညီမလေးဒီချိန်မှာနေကကိုဝမဲ့ချင်ဒီနေရာမှာနေကပြုံနေရမှာနေအောင်မြတ်ဆောင်နိုင်လိုက်တာ ဒါလေးကိုဘယ်လိုလေးညှိနှိုင်းပြောခဲ့ကြတာလဲဟုတ်ကောမလဲကျွန်တော်တို့လေအဲ့ဒီကားရိုက်နေတဲ့အချိန်မှာဒီသေးဆောင်နေအားလုံးကိုကျွန်တော်တစ်ဖွဲ့လုံးကဘယ်လိုလဲဆိုတော့ခုနကကိုပြောသလိုပဲဘယ်လိုလေးညှိနှိုင်းလိုက်လဲဆိုတော့အဲ့လိုမညှိနှိုင်းတာမျိုးထွေထူးညှိနှိုင်းမျိုးမရှိဘူးပြအကုန်လုံးကလေသူ့မှုနဲ့သူသွားတယ်တဲ့မှာခင်ဦးမှာဆိုလဲပန်းဥပုံစံနဲ့တကားလုံးအဲ့ရက်ဒီမှာပန်းဥပုံစံသူဖြစ်သန်းနေတာပန်းဥလိုပဲဖြစ်သန်းနေတာသူမမျိုးလဲအဲ့လိုပဲဒေါ်တော်မျိုးနဲ့သူဖြစ်သန်းနေတာကျွန်တော်လည်းကိုကြီးစိုးလိုပဲဖြစ်သန်းနေကြတာ ဆိုတော့အထွေထူးမညှိရအောင်ဗျာဒီဇညုံကိုပြောရမယ်ဇညုံနဲ့မပါတဲ့စကားကိုဟိုအထွေထူးကြီးကျွန်တော်တို့တွေမှုတွေတွင်းပြီးတော့ ID နေလုတ်ပြီးတော့ပြောနေရတဲ့ကာမျိုးမဟုတ်ဘူးအလွယ်တကူသူ့အနေနဲ့သူစီမျောပြီးတော့ပါသွားတဲ့ကာမျိုးအဲ့ကျွန်တော်တို့ပိတ်တက်ရင်တော့ခံရတယ်ဆိုးနေတယ်ဗမာရင်ကျင်းမှုဖြစ်တယ်နောက်ပြီးတော့ဒါကအာဟိုဘက်ကအောင်မြတ်ဆန်ကဆောင်းရည်တောင်းကြပြီးတော့နောက်ဆုံးကြတော့ဒေါ်တုံကြီးတပိတ်ပိုက်ပြီးတက်ဆူတဲ့အခန်းဆိုရင်ဘယ်လိုလေးနေတယ်ဟုတ်တယ်ဟိုဘော အခုခံစားမိမှာပါဒီလူကားမျိုးကြတော့လေကျွန်တော်ကဒါဒီလူကားမျိုးကြတော့ရုပ်ရှင်လို့ခေါ်တာဗျာသိလားဒါဒီလူကားမျိုးရုပ်ရှင်လို့ခေါ်တာဟိုမင်းသားကိုကြည့်တာမဟုတ်ဘူးမင်းသမီးကိုကြည့်တာမဟုတ်ဘူးဘယ်သူ့ကိုမှကြည့်တာမဟုတ်ဘူးဒီကားကလူကားမျိုးတပြောစံရုပ်ရှင်ကြည့်ရယ်ဒါရုပ်ရှင်လို့ခေါ်တယ်ဆက်ပြောကြရအောင်လေဟိုဟိုမြင်းမြက်ကူလာကြည့်တာမဟုတ်နေတို့လာကြည့်နေဝင်းလာကြည့်တာမဟုတ်ဘူးဘယ်သူ့မှလာကြည့်တာမဟုတ်ဘူးရုပ်ရှင်ကိုလာကြည့်ရယ်အဲ့လိုဇလံမျိုးဖြစ်လို့ကျွန်တော်ရိုက်တာအဲ့လိုဇလံမျိုးကိုရိုက်ချင်တယ်အဲ့လိုဇလံမျိုးတွေလည်းအများကြီးဖြစ်စေချင်တယ်ပြောစံမှပြောတာမဟုတ်ဘူးတင်ပါ ရုပ်ရှင်ကိုလာကြည့်ရတဲ့လူကြီးရဲ့ move ကွာကွာဒီမင်းသားကိုကြိုက်လို့လာကြည့်တာမဟုတ်ဘူးဒီမင်းသမီးကြိုက်လို့လာကြည့်ဒီရုပ်ရှင်ကိုကြိုက်လို့လာကြည့်တာဆိုတဲ့ခံစားချက်မျိုး ਨੇ ဖြစ်စီတဲ့ရုပ်ရှင်ဟုတ်အဲ့တော့ကိုရီးယားဟိုဇာလဲတည်တယ်ဒါပေမဲ့တိုးဆော်ရတယ်ဒါပေမဲ့အဲ့ဒီမှာဟိုကိုကောင်းတဲ့ကလည်းဆိုင်းကျင်းနဲ့မှုတွေထည့်ရတယ်အာမျိုးသနာထွက်လာတယ်ဒီမှာမဲတော်ကလည်းတော်တော်ကလည်းချင်းဆိုရင်မှုတွေထည့်ရတယ်အဲ့ဒီမှာ ကိုဒီရှင်ထဲမှာဘလို့ဖြစ်နေလဲဟိုဘလို့ခံစားနေရလဲဟုတ်ကဲ့ကိုလည်းဘာမှဗုဒ္ဓဘာသာကျွန်တော်ဗုဒ္ဓဘာသာဗျာကျွန်တော်ဟုတ်လားကျွန်တော်မှလည်းသားရှိတယ်လေကျွန်တော်လည်းသားဒီဒီကလေးတွေအရွယ်ပဲလေကျွန်တော်သားလေးလေအရွယ်အရွယ်သူလေးတွေပဲလေဆိုတော့ဒီလိုခေါ်လိုက် trade ကျွန်တော်တို့မှုသွေးတွင်းပြီးတော့လို့ခံစားချက်တွေထည့်နေတာထည့်နေတာမလို့ပြဒီကားလေးကသူ့မျောနေဆိုတော့အဲ့ဒါပြောတာလေ အားလုံးကအကွက်တီလေးဖြစ်နေတာပေါ့အေးဝီတောင်းဆိုရဲအဲ့လိုပဲသူ့အရွယ်နဲ့သူ့လိုရတဲ့နေရာနဲ့ကအကွက်တီလေးဖြစ်တယ်ကျွန်တော်လည်းကျွန်တော်အသက်အရွယ်နဲ့ကျွန်တော်အဲ့နေရာလေးကကွက်တီဖြစ်တယ်မမျိုးကျွန်တော်ပါတော့၎င်းနေမင်းဆိုတော့အားလုံးတော့သူနေရာလေးတွေနဲ့အသက်အရွယ်လေးတွေနဲ့အတွေ့အကြုံလေးတွေနဲ့ဖြတ်သန်းခဲ့ရတဲ့ဟာလေးနဲ့ကွက်တီလေးဖြစ်နေတယ်နောက်တစ်ခုကကျတော့ဒီကမ္မပါရေးဆိုရင်အားလုံးကကျတော့အဲ့အားလုံးကဟိုအတ္တမပါရဘူးသီးဆောင်တဲ့အတ္တကမပါဘူးနေဝင်းဆိုလေနေဝင်းအတွက်ဆိုတော့မပါဘူးခင်ဗျားကလည်းခင်ဗျားကအတွက်မပါဘူးပေါ့နော်ကျွန်တော်လည်းကျွန်တော်တို့ဆိုမပါဘူးပြောတဲ့အတွက်ပဲ စိတ်ကထားလိုက်ကြတယ်ဆိုတော့အားလုံးအိတ်စိတ်လေးကညီသွားတဲ့ခါကျတော့ကာလာလေးကလှသွားတာပေါ့ဒါဒီသဘောပါပဲဒီမှာအော်ရတရဲ့အတာကျက်ကဟိုဘက်ဒီဘက်ဖယ်လေရိုက်ပြတာတွေပေါ့နော်ဒီဘက်တခြင်းနဲ့အာဟာဟိုဘက်အဝိတောင်ခံစားနေရတာနဲ့နော်ဟောဒီဘက်ကဟိုကျွန်တော်တို့ဟိုဟာရှိတယ်ဗျာအာအဲ့ခံဆိုင်လေးတီးလိုက်တဲ့အချိန်မှာဟိုဘက်ကဒေါ်တုံးကိုခံစားနေရတာနဲ့နောက်ပြီးတော့ဒီဘက်ကကိုရင်လောင်းကဒီမှာဟိုဟာလုံးတရကဝတ္တတို့ခါတဲ့တောင်းနေပြီနှစ်ကောင်တင်းပြီအဲ့ဒီမှာစေဝင်းတဲ့ဆိုင်က လော်ကတန်းချက်တကထွက်တဲ့ဟာကပုံမှန်အမတ်ဆန်ယူရဲဒါလို့ကြီးအခုအခုဒီကအေးပြောတာအခုတည်းထူးခြားနေတာတော့မဟုတ်ဘူးဒါပေမဲ့အခုကြည့်လို့ခံစားလို့ကောင်းတယ်မလားဒီဒီလိုဟာဒီခံစားချက်ကအခုမှဖြစ်တာမဟုတ်ပါဘူးအရင်တုန်းကကိုအဲ့ခံစားချက်အများနဲ့ရှိတယ်မဟုတ်လားကျွန်တော်အရင်တော့ရုပ်ရှင်တွေကြည့်လို့ရှိရင်ဒီခံစားချက်ကအများနဲ့ရှိနေတာလေဟုတ်ဒီခံစားချက်ကမခံစားရတာကြာလို့အခုတည်းအသိဖြစ်နေတာမလားဟုတ်လားအသိဖြစ်နေနော်အဲ့စဉ်းစားကြည့်လိုက်လို့ရှိရင်လိုလိုလေးပဲလေလိုအပ်တာကဒီကြောတန်ခဏဖယ်လိုက်ကြောတန်ခဏဖယ်လိုက် အယုရှင်ကိုယုရှင်လို့ရိုက်ပြရင်အကိုလည်း free ဖြစ်လေသူလည်း free ဖြစ်လေအောင်ခံစားလို့ကောင်းတယ်မလားတခြားလူတွေအဲ့လိုပဲရိုက်ဖို့ရှင်းနေတာပဲအဲ့တော့နေလူကားတွေညီမြကားတွေဘာကားတွေညာကားတွေခဏမေ့လိုက်ယုရှင်ကိုယုရှင်လို့ရိုက်လိုက်ဘယ်လောက်မိုက်လဲဒါပါပဲအဓိကအဲ့မှာနောက်တစ်ခုပေါ့လေကုစော်ဝင်းနိုင်လို့မမျိုးတန်တော်တို့ကိုတည်းတချင်းဆိုလိုက်တဲ့သူတို့မှုနဲ့ကအဲ့ဒါဘယ်လောက်ပို့ပြီးတော့ရောက်တယ်လို့ပြောမလဲအကျွန်တော်ပြောနေတာကငုနာတာလေ ဟိုကျွန်တော်တို့ you know နိုင်ငံတကာထိုးပေါက်မဲ့ပါရာကွီးကွာ shop ပြောရရှိရမလားအများကြီးမစဉ်းစားနဲ့ဒီလိုဒီဒီလိုဒါကိုအခြေခံပြီးစဉ်းစားရင်လောလောလေးပဲလीဟုတ်လားဇက်ကောင်နေရာမှာဒီဇက်ကောင်နဲ့လိုက်ဖက်တဲ့လူကိုတကယ်လိုက်ဖက်တဲ့လူကိုတကယ်ရွေးချယ်ပြီးတော့ထည့်ထားတာဆိုင်းစီရဲ့နေရာမှာကိုဇုံဝင်းနိုင်နဲ့ကိုဇုံဝင်းနိုင်မှာရမှာမဟုတ်မရအောင်ရှင်းလောလောလေးပြီးရောဒါပဲအဲ့မိုက်ဘူးလားမကောင်းလားအကိုဇုံဝင်းနိုင်ဒီနာမည်ကြီးကြီးမကြီးကြီးဈေးကွက်ဝင်ကြီးမဝင်ချင်းကိုအခြေခံပြီးစဉ်းစားမလားဒီဇက်ကားတွေက လိုက်ဖက်တဲ့ဟာကိုစဉ်းစားမလားဆိုတော့သုံးဖြတ်လိုက်တော့ဒါပဲလေအဒီကားကအဲ့ဆုံးချက်တွေအလုံးမှန်တယ်ဟုတ်လားဆိုင်းဆရာနေရာမှာနာမည်ကြီးတာလေးမကြီးတယ်မလိုက်တဲ့သူပဲလိုက်သူတူမဖြစ်မှာဟုတ်โอเคဒေါ်သူနေရာမှာလည်းမမျိုးမဖြစ်မှာโอเคဒါပဲလေကိုကြီးစိုးနေရာမှာတခြားကျွန်တော်မဟုတ်တခြားသူရဲလို့ရတာပဲလေရဲလို့ရတာမဖြစ်ဘူးအစီပဲကျွန်တော်ရိုက်တော့ကျွန်တော်ပုံစံတွေမှာဖြစ်မယ်โอเคအဲ့ဒါဗျာအယုတ်ကြီးရတာရှိရပါဘူးဗျာဈေးကွက်ကိုမကြည့်ဘူးဗျာ ယူကရုခဏမေးလိုက်ဒီဇလန်ကိုပဲကြည့်တယ်ဇလန်ကဆက်ဆာရှိတယ်စီဒါပဲလေးသက်ရင်ထဲကိုရောက်သွားလို့ဆိုတော့ကိုလေတိုးဆောင်တဲ့လူတွေအနေနဲ့အာအဲ့ဒီကခံစားချက်ဆိုဘယ်လိုလေးပြောမလဲဘယ်လိုလေးဂျင်းနဲ့ဂျင်းနဲ့ပါအခုလို interview လုပ်ရတာအဆောက်ဗျာဟိုတခြားရုပ်ရှင်တွေ interview လုပ်ရတာဆိုင်ကိုလည်းကျွန်တော်ဆိုလည်းအဲ့လိုပဲကိုလည်းကျွန်တော်မေးရအကြောင်းအရာရှိတယ်အကြောင်းအရာရှိတယ်ကျွန်တော်လည်းအခုဖြေစရာအကြောင်းအရာရှိတယ်အာဖြေရတဲ့မေးရတဲ့ဇာတ်ရည်ကလည်းအတိတ်ပဲရှိတယ် ပုံမှန်ရုပ်ရှင်မှာကျွန်တော်တို့ကလူအမေးထေတော့ရဲ့စကားတွေကအတိတ်ပဲလေသူပြင်းစရာလည်းကောင်းတယ်အဲ့ဒါဟိုကြံဖန်မှုပြောနေရတာလေအဲ့အဲ့ပေါ့ duration ရအောင်စကားကြံဖန်ပြောอ่ะအခုကားမှာဆိုကျွန်တော်ပြောစရာအကြောင်းအရာရှိတယ်ဒါပါပဲအဓိကအဲ့တော့အဲ့လိုအကြောင်းအရာရှိတဲ့ကားလေးတွေအဲ့အဲ့လိုအတိတ်ပဲရှိတဲ့ကားလေးတွေမမြရိုက်တဲ့ခါကျတော့ interview လေးလုပ်လို့ကောင်းတာပြောစရာအကြောင်းအရာရှိရအောင်ဘာဘာပြောမှမသိဘူးကားဇလန်းကူကဘာမှမသိတော့ interview မှာလည်းဘာပြောမှမသိကျွန်တော်တို့လည်းအခက်ကြောက်ပိုးဆိုးတာကရိုက်ထားတာကြာပြီးတော့ကိုယ်လည်းမေ့မေ့တာဟုတ်တယ်အဲ့တော့ 我句他要係啲話。Okay,